ကေစီယူရှာနယ်လေးကပြန်လဲကြိုးဆိုပါဗျာနော်နေဘာလေးပြောချင်လဲဆိုတော့နော်ဒီနေ့နော်တော်တော်ကြီးကပေါက်ပန်း၄၀ပေါက်ပန်း၄၀ပါမဲမဆိုင်ရတဲ့မဲအသေးနဲ့ပက်တာ ਈ ပါပါလာပြီခင်ဗျာသကပုံတွေပါပါလာပြီသတင်းတင်ဆက်တာသတင်းတင်ဆက်တာသတင်းလို့မဟုတ်တော့ခင်ဗျာစောက်တင်ပြောသလိုဖြစ်လာပြီခင်ဗျာစောက်တင်ပြောသလိုဖြစ်လာပြီခင်ဗျာဟမ်ရောဒီနေ့ပါတော့အေးရနော်ထွန်မြတ်နိုင်ရဲ့မွေးနေ့မှာတဲ့လင်ရ sorry ငှက်ရှိပါရှာလို့ပေါ့နော်ငှက်ရှိပါရှာတာเนาะ၃နေရာမှာပေါ့ကြတော့မွေးနေ့အကျူလားမွေးနေ့မွေးနေ့လက်ဆောင်လားတော့မသိဘူးเนาะကြတော့ဒါဒါကျွန်တော်ပြောပြရခင်ဗျားတို့နော် KV ကပြောလို့ဟာဒါမင်းလူတီတာရောခြေတော်ဝန်အာမင်းဝမ်းတာနေတာဟင်းကျွန်တော်ပြောပြမဖြစ်သေးခြင်းလို့အများကြီးပြောပြမဖြစ်သေးခြင်းလို့အများကြီးပြောပြ KV ကိုညီကိုရေးစီလုံးမဲ့ပြုမဲ့နော်ရှင်မရတဲ့အရှုပ်တရားခင်ဗျားနော်ကုလသမဂ္ဂရောက်နေပြီဟမ် ိုးလို့တိုးလို့တိုးလို့တိုးလို့ဟာရအများကြီးဖြစ်နေပြီကစီတောက်ချောက်ပြောပြတယ်ခင်ဗျာနော်ဒါအောင်မမမြင်မကမမြင်မဆန်းနဲ့ဝါးပေါက်တက်ကလုံးလို့မရဘူးနော်ပေါက်တက်ကလုံးလို့မရဘူးသဘောပေါက်လားတော့မသိဟမ်ခင်ဗျာလုံးတဲ့လုံးတဲ့အရာခင်ဗျားတို့ဆုံးရှုံးမှုတွေဖြစ်မလို့လို့ပြောတာဘသူပဲဖြစ်ဖြစ်နော်အများကြီးဆုံးရှုံးကုန် နော်အခုဆိုလို့ရစီရင်တော်မထုတ်ပြန်နိုင်တော့စီရင်တော်မထုတ်ပြန်နိုင်ဘယ်ဘက်မှမထုတ်ပြန်နိုင်တော့တာမြန်မာနိုင်ငံသားတွေတည်ကြည်ပြည့်စည်နေအောင်ညာအများကြီးပြည့်နေပြန်ခမတကယ်ပြောတာအခုကျွန်တော်တို့အဲ့ဒီရေကောက်ပွဲတွေပါပြီးသွားပြီးအေဂျင့်သွားပြီးပေါ့နော်နှစ်နှစ်လောက်အေဂျင့်သွားပြီးဆိုစစ်တမ်းပြန်ကောက်အောင်ပါခမစစ်တမ်းပြန်ကောက်အောင်ပါခမအခုပြောနေ50တန်းနေ50ဒီခမအလျှောက်အဲ့ဒါကြီးအတီမို့တော့ဘူးညာ အကြတော့နော်ဒီမှာနော်မွေးနေ့မွေးနေ့မှာငှက်ရှိပါရှာလို့တဲ့နော်ငှက်ရှိပါရှာလို့ဘာဖြစ်တော့မစားရဲမဲသေးနဲ့ပက်တယ်ဘာညာကူးကွားနဲ့ဟောတော်လည်းတရားကြပါနော်တော်တော်လည်းတရားကြပါတယ်တစ်ချက်နားတော်မူ မဆားရတဲ့အမဲတင်းနဲ့လိုက်ပတ်နေတဲ့အာနာသိန်းစစ်တပ်ဟာအရခတက်တော်ကြီးတိုက်ထိုက်သိမ်းပိုက်ထားတဲ့ရခိုင်ပြည်ပုံနာကျွန်းနဲ့မင်းပြားတို့ကိုတရက်တည်းဘုံမိုကျဲချခဲ့လို့ဒေသခံပြည်သူတွေအထိငါစေခဲ့ပါတယ် ဂျာအေခေါင်းဆောင်ဘုဇုတ်ချုံမြင့်နိုင်ရဲ့မွေးနေ့နဲ့တိုက်ဆိုင်ပြီးစစ်ကောင်ရှင်ဘက်ကအခုလိုဘုံဝင်ကျဲချတိုက်ခိုက်ခဲ့တာပါစစ်တပ်ကပုံနာစုံမြို့နယ်ကိုနိုဝင်ဘာလ9ရက်နေ့လယ်ပိုင်းမှာလေကြောင်းနဲ့တပ်နက်ကြီးတုံးပြီးတိုက်ခိုက်ခဲ့ပြီးနောက်အဲ့ဒီနေ့ညပိုင်းမှာမင်းပြမြို့ကိုဘုံထက်ကျဲခဲ့တာကြောင့်ကလေးနဲ့အမျိုးသမီးတွေအပါအဝင်စုစုပေါင်း9ဦးတေဆုံးပြီးကိုးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ် ပုံနာကျွန်းမြို့နယ်ကွန်းတောင်ကျေးရွာကိုစစ်တွေခြေဆိုင်အမှတ်၃၄ခြေမြန်တရင်ကနေလက်နက်ကြီးဖြစ်ခဲ့ခဲ့တယ်လို့အောင်ဖြူပြင်ကျေးရွာကိုလည်း drone နဲ့ပုံကျဲလို့အရတနအိုဒဏ်ရာရရှိခဲ့တယ်လို့တေတာကန်တွေကပြောပါတယ်ကြပြင်းပုံနာကျုံမြို့နယ်ရိုတရုတ်ရွာကိုစစ်တပ်ကဂျက်ဖိုက်တာနဲ့ဘုံကျဲလို့ကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင်ငါးဦးတည်ကဲနော်အကြတော့ ချူရရမြင်သာရပါမြင်သာကြပါတော့เนาะအများကြီးပြည့်စည်ဆုံးချုံနေပြည့်စည်ဆုံးချုံနေခင်ဗျားတို့เนาะဒီတိုင်းဆက်သွားပြည်မနိုင်ငံပြည်တွင်းစစ်ကမရက်လို့ချင်ဘာဖြစ်မို့ဆိုခင်ဗျားဘယ်လက်နက်ကင်မှဘာမှရမှာမို့မျိုးတွေပြိပန်းရွာတွေပြိပန်းအသက်ဝင်စီစိန်နေဒီကြားထဲမြေသားပင်နေအများကြီးဆုံးချုံပါခင်ဗျာเนาะအဲ့ဒါကြောင့်ကျွန်တော်တို့ကပြောပြတယ်မလုပ်ပါနဲ့မလုပ်ပါနဲ့မလုပ်ကြပါနဲ့ခင်ဗျာဒီဒီဟာတောက်တောက်တွန်းတွန်းပြောနေခင်ဗျားတို့မြင်သာဖို့လိုတယ်ခင်ဗျာခင်ဗျားတို့ နော်ခမားတို့ရေနော်ကောင်းစားသိခြင်းနဲ့ပြုသိခြင်းနဲ့မြန်မာနိုင်ငံသားမျိုးမြန်မာနိုင်ငံသားတော့ကျွန်တော်ပြောတာနော်ဘယ်ဟာမှမဟုတ်ဘူးခမားအကုန်လုံးပြောနေတာတော့ခမားလက်စဲချောင်းမပြည့်တဲ့လူတွေခမားဟမ်ကိုချိုးအတားတွေလုံနေလို့ဖြစ်နေတာခမားဟမ်အကြတော့ပြည်တွင်းတွေကရက်တင့်နေပြီလေဗျခမား မရပဲဆက်လို့ဘာဖြစ်တော့ဘူးခင်ဗျာဒီလိုပဲဒီလိုပဲဖြစ်နေမှာပဲခင်ဗျာမတိမငြိမ်မတိအခုအားဆိုလို့ရှိရင်အဲ့ဒီမှာခင်ဗျာဘာစီဝိုင်းလုံးမအစီဝိုင်းလုံးလို့မရတော့ဘူးခင်ဗျာကျွန်တော်လာပြောတယ်တချို့ဟာဟဲဟမ်မဟုတ်ကြီးသူတို့ပြည်နယ်မှာစတိုင်းမှာဟာပေါ်စမ်းမွေးမှာ9000ဝဲ9000ပဲရှိရတယ်ဟိုမှာငက်ပြက်နေရရတာအဖြစ်နေကျွန်တော်ဥသာလာပြီးမှတ်နေတာကျွန်တော်သူတို့သူတို့တခါလေးကျွန်တော်သိတာသူတို့တနာတာဘာလို့ တို့ဘက်ကတင်နေတဲ့သတင်းတွေကိုတို့ပြန်မနားမထောင်မင်းနဲ့ကျွန်တော် လာလာပြောတာတို့ဘက်ကဗျာတို့ကိုအဲ့လိုတင်ထားတဲ့သတင်းတွေမှာဟာဘယ်ဒုက္ခရောက်နေပြီစားစရာမရှိလို့ပါတောက်စရာမရှိလို့ပါအကူကြောက်ပါဘာညာကူကောင်းရေကြီးလို့ပါမိုးကြီးလို့ပါဟာအများကြီးတီလောက်ပြောနေစိုက်ပြိုးလို့လည်းမရလို့ပြောနေတယ်အဲ့ဒါကြီးကိုနားမထောင်မင်းနဲ့ကျွန်တော်လာလာပြောတာစန်ဒေး9000ခွဲပဲရှိရတဲ့ပေါ်စမ်းမွေးတောင်မှာတဲ့စောက်ယူလို့ပဲပြောလိုက်မှာဗောခင်ဗျာအဲ့လောက်ပေါ်နေရသူကမှဟဲသွားပြီးတော့ဟဲ့ စစ်ဘေးကြောင့်စကန်နီဘာညာကွီးကွာရေးအမှာဒုက္ခရောက်နေလို့သွားကုလဲနေစက်နေဝေလိုက်ပြီးစားဖို့တောက်ဖို့တော့မရှိလို့ပါလို့ပြောနေတဲ့လူတွေကိုကြတော့ဘာမှမဝေမပြုတ်ပဲနဲ့ခင်ဗျကျွန်တော်တို့လာလာပြီးတော့မှန်။ဟောမင်းတို့မလို့စောက်ချက်မရှိရကွာ။ဟမ်။ငါပြောမယ်ဆိုလဲမင်းတို့ဘက်ကလုံအောင်လုံအောင်လေလုံအောင်လုံအောင်လေအဲလုံလုံပြန်ပြန်ပြူပြီးတော့အာမင်းတို့ ကူထောင်းလေမကူထားပဲနဲ့မင်းတို့ကောင်တွေကသာငါလာပြောနေဟာငါတို့စတေးကိုပို့စမ်းမွေးတိတ်မှာ9000ငွေပဲရှိရပေါ်ထီလော်ထီပေါ်တဲ့စန်80စန်80ပြီးလဲပြီးအောင်မှာဒုက္ခတဲ့စကားဒီမှာစားရမယ်တောင်းရမယ်ဖြစ်နေရမင်းတို့ပိုးမင်းတို့တွေပဲဖြစ်နေတာခဏဟိုပရိုက်တာမလူလို့ပါဒီပရိုက်တာမလူလို့ပါမလူလို့ပါမလုံးလို့ပါမကင်လို့ပါအမဟမ်ကိုချင်းချင်းကိုဝောင်းကြည့်ရောကိုချင်းချင်းကိုဝောင်းကြည့်ရောမင်းတို့ကောင်တွေကျတော့ ဟာသားရင်မလုံးနဲ့ဘူးเนาะဟာသားရင်မလုံးနဲ့ဒါပဲပြောချင်ပါတယ်เนาะ